ခင်လာပါရှင်တင်းနှောင်းရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့မလောက်စနေရနေ့အတွက်အနောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါလိမ့်ရှင်ထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်စံခရဘူရီအကောက်ခွန်ဂိမ်းမှာဂျူဒူအင်တာနက် Starlink ဆက်သွယ်ရေးဆက်22လုံးတင်ဆောင်ထားတဲ့ကားကိုမောင်းနှင်လာတဲ့မြန်မာနိုင်ငံသားကိုထိုင်းဘက်ကဖမ်းဆီးခဲ့တယ်လို့ထိုင်းသတင်းမီဒီယာတွေကဖော်ပြပါဗျာ မနေ့ကမတ်လ17ရက်နေ့မှာဖမ်းဆီးခဲ့တာဖြစ်ပြီးတရားမဝင်တားမြစ်ပစ္စည်းလက်ဝဲထားရှိမှုနဲ့ဖမ်းဆီးခဲ့တာလို့သိရပါဗျ။အဖမ်းခံရသူဟာထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်မှာနေထိုင်တဲ့အသက်33နှစ်အရွယ်ကိုညီနိုင်ဆိုးဖြစ်ပြီးသူဟာပွဲစားတဦးနဲ့ချိတ်ဆက်ကစတားလင်တွေကိုဖျားသုံးစုဂိတ်ကိုပို့ဆောင်ပေးဖို့ထိုင်းပတ်9500လက်ခံရရှိထားတယ်လို့ထွက်ဆိုထားပါဗျ။ ဒွေမြေအတိုင်းစုံစင်းနေတဲ့စစ်ကောင်စီဆက်လက်တစည်းကို အခုလဆက်ရနေညမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ည7:00နာရီလောက်ကစလို့နိုင်ဝတ်နီပါအကြာနှစ်ဖက်အပြန်အလှန်တိုက်ပွဲပြင်းထန်ခဲ့ပြီးဒွေမြေဝမှာရှိတဲ့စစ်ကောင်စီတင်မွန်ကလည်းလွန်လွန်ကြီးပြစ်ကူပေးခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်ခံရတဲ့ဆက်လက်ပေါ်မှာ စစ်ကောင်စီတပ်သား50ဝန်းကျင်လိုက်ပါလာပြီးတိုက်ခိုက်ခံရတာကြောင့်လေမမီးဆွဲလောင်သွားသလိုစစ်ကောင်စီတပ်သားတွေထိခိုက်ဒိဆုံမှုများနိုင်တယ်လို့ပြည်သူ့ကော်ွယ်ရေးရဲဘော်တွေကဆိုပါတယ်။ပုတ်ပြင်းမြို့နယ်ပြည်စည်းမှန်တိုင်းမြို့ခဲချောင်းရွာကို အခုလ10ရက်နေ့ညနေပိုင်းမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလှုံ့ဆော်ခဲ့ပါတယ်။ ရဟန်းရင်နယ်ဘုံစဲတိုက်ခတ်မှုကြောင့်ကြေးရွာစီခံအနီကနေအိမ်နှဆောင်ကြည်ထိမှန်ပျက်စီးခဲ့ပြီးစစ်နှင့်အရွယ်ကလေးတဦးအပါအဝင်နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။မနေ့ကမနက်7:00နာရီခွဲဝင်းချင်းကလည်းနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့တနင်္သာရီမြို့နယ်တင်ခွန်ရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုလှုပ်ဆောင်ခဲ့ပါသေးတယ်။တနင်္သာရီမြို့နယ်ကိုဦးတည်လာတဲ့စစ်တပ်ရိခါကား၃စီးကို တော်လရင်တက်တွေဘက်ကမင်းကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။မင်းက17နိုင်ခွဲဝင်းကျင်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရန်ဖိုးကန်းတူနဲ့ဗန်လမုံရွာတောက်ရှောင်းမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ဒါအပြင်တနင်္သာရီမြို့နယ်ဗန်လမုံကျေးရွာအုပ်စုကိုစစ်တပ်ကစစ်ကြောင်းထိုးနေတာ9ရက်လောက်ရှိနေပြီဖြစ်ပြီးအရသာတွေကိုဖမ်းဆီးတာတွေလည်းစစ်တပ်ကစက်တိုက်ဆိုသလိုလှုပ်ဆောင်နေပါဗျ။ တနင်္သာရီမြို့နယ်တင်ခုံးကြီးရွာတိုက်ပွဲကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတင်အူတနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စီအလင်းဝင်လာခဲ့တယ်လို့မင်းကထုတ်ပြန်ပါတယ်။မြေခရင်ပလောမြို့နယ်အခြေစိုက်ခလာယာနစ်ရှင်ကတရင်ကနေတင်ခုံးရွာတိုက်ပွဲကိုပို့ဆောင်ခံရတဲ့တပ်သားတွေဖြစ်ပြီးပြီးခဲ့တဲ့လကအလင်းဝင်လာခဲ့တာလို့သိရပါတယ်။ထွက်ပြေးလာတဲ့တပ်သားတွေဟာ AOD တိုင်းနဲ့ရှမ်းပြည်နယ်ဇာတိဖြစ်ပြီး စစ်ကောင်စီရဲ့အော်တိုမတ်တပ်သားစုဆောင်ခြင်းခံရသူတွေဖြစ်တယ်လို့ဆိုပါတယ်။တရချောင်မြို့နယ်ပပင်းရွာမှာမလ10ရက်နေ့ညနေပိုင်းကရင်တိတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး2ဦးသေဆုံးခဲ့ပါတယ်။မြေဘက်ကလာတဲ့12ဘိန်းကားနဲ့ဒဝယ်ဘက်ကလာတဲ့တောင်းအိတ်ကားတို့မျက်နှာချင်းဆိုင်တိုက်မိခဲ့တာဖြစ်ပါတယ်။ နနချင်းဆိုင်ရင်တိုင်မှုမှာတောင်းအစ်ကားမှာလိုက်ပါစီနင်းလာတဲ့အသက်30ကျော်အရွယ်အမျိုးသမီးနှစ်ဦးပွဲချင်းပြီးတိတ်ဆုံးခဲ့ပြီးရင်မောင်းအမျိုးသားကတော့ဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့ဒဝေမြို့ခံပရာဟိတအသင်းတွေစီကသိရပါတယ်တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။